မင်္ဂလာပါရှင်မိုးလေဝသအခြေအနေကိုတင်ဆက်ပေးမယ်ကျမရွှေရည်ပါရှင်အခုချိန်အားစပြီးတော့မိုးလေဝသခမန်းချက်တွေကိုထုံးလင်းတင်ဆက်ပေးပါရမရှင်မေလ19ရက်နေ့မနက်09:45မိနစ်အချိန်ကယ်ပါနာဝမ်းကျူရုံကနေဖန်ယူရရှိထားတဲ့ပုံကြီးရဲ့အခါမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်မှာတိန်သင်းတင်းရနေတိန်ထူရနေပါတယ်မြန်မာနိုင်ငံပေါ်မှာလည်းတနိုင်ငံလုံးမှာတိန်သင်းတင်းရနေတိန်ထူရနေအောင်တွေ့ရပါရှင် ဆက်လက်ပြီးတော့မေလ20ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးချင်ပါတယ်။မြမပင်လယ်ပြင်ချင်းတွေကိုခမန်းရမယ်ဆိုရင်မြမကန်ယူရက်နဲ့ကန်လွန်ပင်လယ်ပြင်မှာလှိုင်းအသင်အတင်ရနေလှိုင်းတည်နိုင်ပါတယ်။ရခိုင်ကန်ရက်ရှောက်မြဝကျမောကန်ယူရက်ရှောက်မွန်ကန်ယူရက်ရှောက်နဲ့ကန်လွန်ပင်လယ်ပြင်မှာလှိုင်းမြင့်ရ9ပင်ရနေ73ပင်လောက်ထိမြင့်တက်နိုင်ပါတယ်။တနင်္လာရီကန်ရက်ရှောက်နဲ့ကန်လွန်ပင်လယ်ပြင်မှာကတော့လှိုင်းမြင့်ရ9ပင်လောက်မြင့်တက်နိုင်တယ်လို့ခမန်းထားပါတယ်ရှင်။ လေတိုက်ခတ်နိုင်မှုခမန်းချက်နေနေရတော့ရခိုင်ကန်ရိုးရမ်းမှာတနားရုံ16မိုင်ရနေမ20အထိတိုက်ခတ်နိုင်ပါတယ်။မြို့ဝကျမောကန်ရိုးရမ်းမွန်ကန်ရိုးရမ်းနဲ့တနင်္လာရီကန်ရိုးရမ်းတွေမှာတနားရုံမိုင်30ရနေ35မိုင်အထိတိုက်ခတ်နိုင်တယ်လို့ခမန်းထားပါရရှင်။ မိုးရွာသွန်းနိုင်မှုခမန်းချက်နေနေရတော့အနောက်တောင်မိုးတုံးလျာမြန်မာနိုင်ငံတောင်ပိုင်းကိုစတင်ဝင်ရောက်နေဖြစ်တဲ့အတွက်မြန်မာတိုင်းနိုင်ငံလုံးမှာမိုးရွာဖို့အခြေအနေတွေဖြစ်ပေါ်နေပါတယ်။ဒါကြောင့်တိုင်းနိုင်ငံလုံးမှာနေရာအနှံ့ပြားနေနေရာကျဲကျဲမိုးထထုံရနိုင်တယ်လို့ခမန်းထားပါတယ်ရှင်။မေလ20ရက်နေ့အတွက်ခန်းလွန်ရောင်ကြီးချင်းနေုံတင်ပြရမယ်ဆိုရင် ARD တိုင်းမှာခန်းလွန်ရောင်ကြီးအညွန့်ကိန်းနေရ6.3တက်တာရှိနိုင်ပြီးတော့အညွန့်ကိန်းအနှိမ့်နဲ့အဆင့်ကိုရောက်ရှိနိုင်ပါတယ် ရန်ကုန်တိုင်းရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာတော့အလွန်မြင့်မားတဲ့အဆင့်ရောက်ရှိနိုင်ပါတယ်။အညွန်ကိန်းတန်မိုရီယာရှစ်ကနေ10နဲ့ထပ်ကျော်လွန်နိုင်ပါတယ်။ကြံပြည်နယ်တန်တွေမှာခန့်လွန်အောင်ကြီးညွန်ကိန်းနေရာလွန်ကဲအဆင့်ဖြစ်တဲ့အညွန်ကိန်းတန်မို17နဲ့ထပ်ကိုကျော်လွန်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ မြို့တော်ရည်ရဲ့မိုးလေဝသခန့်မှန်းချက်နေနေရတော့နေပြောင်းတဲ့နေတိုင်းမှာအမြင့်ဆုံးမူချိန်က34ဒီဂရီစင်နီဂရိတ်အနည်းဆုံးမူချိန်24ဒီဂရီစင်နီဂရိတ်လောက်ရှိနေပါတယ်။နေအောင်ကွက်ကြားမိုးထစ်ကြုံရနေပါတယ်။မိုးရွာဖို့တည်ချောင်းမှုက80ရာခိုင်နှုန်းရှိနေပါတယ်ရှင်။ရှမ်းမြို့နယ်နီးတိုင်းမှာအမြင့်ဆုံးမူချိန်34ဒီဂရီစင်နီဂရိတ်အနည်းဆုံးမူချိန်23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရှမ်းကမလေးနေရာကကြောင်မိုးထစ်ချုံရနိုင်ပါတယ်။မိုးရွာဖို့တေချာမှုနေနေရတော့80ရာခိုင်နှုန်းထိရှိနိုင်ပါတယ်ရှင်။ မန်လေးမြို့နယ်ဤတိုင်းမှာအမြင့်ဆုံးမူချိန်က34ဒီဂရီစင်နီဂရိတ်အနည်းဆုံးမူချိန်23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေရာကွက်ကြားမိုးထိပ်ကြုံရနိုင်ပြီးတော့မိုးရွာဖို့တည်ချောင်မှုက80ရာခိုင်နှုန်းထိရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ဆက်လက်ပြီးတော့နေပြောရှန်ကုန်းမန်လေးမြို့ရဲ့တပတ်တင်မှုလေဝသားခမန်းချက်တွေကိုထုံးလင်းတင်ဆက်ပြီးတော့မှာဖြစ်ပါရှင်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူပဲတင်ပါတယ်ပရိသတ်တွေအားလုံးတဘာဝဘေးရနေတွေရနေကင်းဝင်နိုင်ကြပါစေရှင်